စင်းနဲ့တော့အဲ့လိုကိုကအဲ့လိုပြောကြည့်ပြီဆိုမြင်ရတဲ့အရာနဲ့တော့ဖတ်ဖြစ်တာမို့မမြင်ရတဲ့အရာနဲ့လည်းဖတ်ဖြစ်တယ်ဟုတ်တရေလေဟောဆဲလိုက်တာပဲစိတ်ကြီးတယ်ဟုတ်ရင်လည်းဟုတ်မယ်လေမဟုတ်ရင်လည်းမဟုတ်ပြောလို့တော့မရကိုလိုက်ကျေနပ်သွားတယ်လေအဲ့လိုကြောက်ကြောက်ကြည့်ကြည့်ပဲအခုဆိုအခုအခုဆိုကြောက်ကြည့်ရိုက်အဲနားလည်းနားထောင်တယ်တရေအကြောင်းဆိုကြောက်ပင်မယ်လေအဲ့လိုနားထောင်တယ်စိတ်ဝင်စားတယ်ကြောက်တယ်အဲ့လိုကြောက်ကြည့်ရိုက်နားထောင် ကနေအလုပ်တွေတငယ်ချင်းတွေနဲ့အမျက်စက်တမပြတ်ရှိနေဖို့လိုတယ်လေ။ဒါပေမဲ့ screen time တွေအရင်များလာရင်မျက်လုံးကညောင်းညပြီးမကြည့်မလင်းဖြစ်လာတတ်တာပေါ့။ကျမပြီးရှုံးစို့တောက်ပါတဲ့မြင်ဝန်းတစုံတဲ့ new feed တို့ကကောမစ်တက်တက်ရှိပြီးသားဒါပေမဲ့ချူးလေးကိုမြင်ကိုကောမစ်ကိုချိန်ချိန်ပြီးတော့အဲ့လို ဟိုဘောနော်ဥမာဒရိုက်တာအစအလိုဒီရိုက်နေရင်းနဲ့မှာကောမစ်အလုံးလေးတွေထည့်ပေးလိုက်တာမျိုးတွေရလေရိုးနေပြီပေါ့နော်ဟဲ့အဲ့လိုမဟုတ်ဘူးလေဖြီးလိုက်ပါတော့ဖြီးလိုက်ရတယ်ကဲဒါမဲ့လည်းမလုံးဒီဒီတနန်လေးလည်းရိုက်ချင်တယ်နော်အဲ့လိုဟာသာကားဆိုဟာသာကားအစစ်ကြီးရိုက်လိုက်မယ်ဒရမာဆိုဒရမာအစစ်ကြီးရိုက်လိုက်ချင်တာပေါ့လို့ဒရမာမကြဟာသာမကြကိုကိုကိုပင်မန်းနဲ့ပင်မန်းနဲ့ဆိုလေငါဘာလုပ်ရမှာလဲကန့်လန့်ကြီးပေါ့နော်ရီဘက်ရီတဲ့ဘက်ကိုပဲအားတန်ပြီးသွားပေးရမလား ီဘက်ကိုပဲအားတန်ပြီးသွားပေးရမလားအဲ့လိုတွေလဲစဉ်းစားရတာညများတယ်ကြောက်တယ်အဲ့လိုဒေါသမထွက်ခင်အချိန်ကြီးကတော့အရန်ကြောက်တတ်တယ်တရေလည်းကြောက်တယ်အကောင်လေးလည်းကြောက်တယ်အဲ့လိုမျိုးအကုန်ကြောက်တယ်အဲစိတ်တို့သွားရင်တော့မှမကြောက်တော့ဘူးအဲ့လိုမျိုးတရေလည်းဟောဆဲလိုက်တာပဲချောင်းလုံးအစီလို့ငယ်ငယ်လေးကခဏခဏပါပဲအင်တာဗျူးတွေအများကြီးရှိပါတယ်ဂျူလီလို့၆ခန်းရတဲ့အကြောင်းကိုပြောဘူးပါလေ ဲ့လိုမျိုးပေါ့နော်အဲ့လိုမျိုးပြောလိုက်ရင်လည်းသူကပြန်ကြောက်သွားလာမသိဘူးလို့ငြိမ်သွားတယ်မလုပ်တော့ဘူးအရန်စိတ်ကိုပြီးတော့အဲ့လိုအလုအလုကိစ္စတစ်ဖက်နဲ့ကိုယ့်အကိုအစင်မပြရတဲ့သူတို့ကတမျိုးဆိုရင်တော့အဲ့လိုမျိုးပေါ့နော်អော်လိုက်တာပေါ့တရေရေလို့တော့မဟုတ်ဘူးပေါ့နော်အဲ့လိုကိုမမြင်ရတဲ့ကိုယ့်အနောက်ရှက်နေတဲ့အဲ့လိုအရာတွေရှိမှာပေါ့နော်အာဆဲပြီအဲ့ဒါမနေပါဘူးစိတ်ကြီးတယ်ဟုတ်ရင်စိတ်ကြီးတယ်မဟုတ်ရင်လည်းဟုတ်မယ်လေမဟုတ်ရင်လည်းမဟုတ်ပြောလို့တော့မရကိုလိုက်ကျင်းတတ်သွားတယ်လေအဲ့လိုကိုလည်းပြောလိုက်ကျင်းတတ် ကျင်းသက်သွားအဲ့လိုကိုကအဲ့လိုပြောကြည့်ပြီဆိုမြင်ရတဲ့အရာနဲ့တော့ဖက်ဖြစ်တာမျိုးမမြင်ရတဲ့အရာနဲ့လည်းဖက်ဖြစ်တယ်ဟုတ်အဲ့လိုကိုကိုကိုဖြည့်သိမ့်လိုက်တာဗောဟုတ်ရင်လည်းဟုတ်မယ်မဟုတ်ရင်လည်းမဟုတ်90 90ဗောဒါပေမဲ့ကိုကတော့ကိုကိုကိုဖြည့်သိမ့်လိုက်တယ်ငါ့ကိုသူတို့ကြောက်သွားတယ်ဒါပဲ အဲ့လိုမျိုးပေါ့မျက်နှာတင်မျက်လုံးဖွင့်ပြီးတက်တာမျိုးဒီလိုတက်တာအကြောက်လားမျက်လုံးမိတ်လိုက်ရင်နောက်မှလည်းရောက်နေမလားဆိုတာအဲ့လိုအရင်ဖြစ်မှုပါတယ်အဲ့လိုမျိုးပေါ့ဟိုလိုအရေးစီးတယ်လို့လို့ဘလူးစီးတယ်လို့လို့ခဏခဏအဲ့လိုနေရာစိမ်းရောက်ရင်အဲ့လိုဖြစ်တယ်အဲ့အရောက်တိုင်းဖြစ်တယ်အဲ့လိုစီးချအိပ်ရတာရှိရဲ့အဲ့လိုပထန်းစီးချတယ်တရဏဂုံစီးချပြီးအဲ့လိုမအိပ်ဘူးဖြစ်တယ်ပရီးဆွဲအိပ်ရတာမျိုးရှိရဲ့အဲ့အဲ့လိုမျိုးတော့ခဏခဏကြုံဘူးတဲ့အာသိပ္ပံပညာရဆိုရင်တော့ဒါအကျော်အားနေလို့လို့ပြောပေမဲ့လည်း ဟိုနှစ်ခုစလုံးလောက်ထားတာမမအောင်ပေါ့အကျော်အလိုစေးလဲတောက်တယ်ပရီးတွေနဲ့စီးချတယ်ပေါ့နော်ကိုဘကကြတော့လည်းပြီးဟုတ်ဒါတော့လည်းမြင်းနဲ့ဆိုင်တာပေါ့နော်အဲ့လိုမျိုးတချို့ကြတော့လည်းဟိုအဆောင်ရှောက်ကောင်းနေပါပဲဒါပေမဲ့သူတို့ကသူတို့နေရာမှာပောက်ကွေရလာလောက်တာမကြိုက်တာမျိုးကြီးဂျုံတာမျိုးကိုရီးယားလည်းဟိုစခွီကားဆိုရင်ခွီရတာမျိုးရှိပောက်ကွေရပြောရမျိုးရှိရဲ့အခါကျရင်ဂျိုတောင်းမှန်ရတာမျိုးပေါ့နော်အဲ့လိုမတောင်းမှန်မိလိုက်တဲ့အခါမျိုးကြရင်လည်းဒါ respect ပေါ့သူတို့ကလည်းလိုချင်ပါပဲလေ respect ကတော့ ါရကြိုးပြီးကတော့ဘဲဥပအမွေးတိုင်းနဲ့ထုံးပြီးမိုင်မာလေးရှင်ခွင်းလို့ပါတကယ်အတီးမဟုတ်ဘူးရုပ်ရှင်ရိုက်နေတာပြောလိုက်တော့မှမဖြစ်ပါဘူးအဲ့လိုမျိုးသတိလက်လို့ဖြစ်သွားတာမျိုးတွေဟိုမှာအသားစင်ကားစင်မယူဘူးသင့်တဲ့နေရာမျိုးမှာယူမိလိုက်တာမျိုးဆိုတော့လည်းလိုအချက်ပြတာမျိုးရှိတာပါ ဟုတ်တကယ်တော့ကြောက်တတ်တာအလိုဒါမဲ့ဘဝမှာပေါ့နော်ကို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 လည်းမနိုင်တာကိုဒေါသကိုဒေါသကိုတော့ကိုမနိုင်ဘူးဒေါသကအလိုကြီးဆိုးလာရင်ကိုလည်းမသိတော့ဘူးနောက်တစ်ယောက်ဖြစ်သွားတာဆိုတော့အဲ့ဒီဒေါသကြီးမထွက်လာမချင်းရတော့တရေအရန်ကြောက်တတ်တယ်အလိုလေးဟိုထိုင်းကားတကားရှိရေလေအလိုမျိုးဗာလဲနတ်နဲ့နဲ့ဆိုင်တဲ့ကားတကားပဲလေတလောတော့အရန်နာမည်ကြီးသွားရလေအဲ့ကားဆိုရင်ကြည့်ပြီးကြတဲ့တလားတိတိကြောက်တာဒုတိယတစ်ခေါက်တော့ပြန်မကြည့်ဘူးတလားလောက်ကြောက်နေတာ တလားလောက်ကြောက်နေတာအဲ့လိုအဲ့ဒီအချောင်းပြောတိုင်းကြောက်အဲ့လိုမျိုးလေစသိန်းနေထအဲ့လောက်ထိကြောက်တတ်ပါတယ်ဟုတ်ဒေါသမထမချင်းပေါ့ကြောက်ကြောက်ကြည့်ကြည့်ပဲအခုဆိုအခုအခုဆိုကြောက်ကြည့်ရိုက်အဲနားလဲနားထောင်တယ်တရေအချောင်းဆိုကြောက်ပင်မဲ့လဲအဲ့လိုနားထောင်တယ်စိတ်ဝင်စားတယ်ကြောက်တယ်အဲ့လိုကြောက်ကြည့်ရိုက်နားထောင်ဟိုအယုံနဲ့ကွယ်ကြည့်တာအဲ့လိုအဲ့လိုကွယ်ပြီးကြအဲ့အဲ့လိုလေးပေါ့အဲ့လိုလေးကြည့်ရကြည့်တယ်ကြည့်တယ်ကြည့်ပြောင်ကြည့်တယ်ကွယ်ကြည့်တယ်ဖိတ်ဆိုရရုပ်ရှင်ကားကြီးကဒီ18ရက်နေ့အော်တိုဘာလ18ရက်နေ့မှာမြန်မာတိုင်းနိုင်ငံလုံး တင်ပြတာပါပြီ။လာရောက်ကြည့်ရှုအပေးပါဗောနော။စိတ်အပန်းပြေခဏတာ စိတ်ပန်းပြေမယ်လို့ယုံကြည်ပါတယ်ပြီးတော့ဒီဟော်ရာကိုစိုင်းနေတဲ့ပြိသက်တွေပြီးကောမစ်ကိုအဓိကစိုင်းနေတဲ့ပြိသက်တွေရုပ်ရှင်လာကြည့်ပြီးတော့ပေါ့နော်ကိုပေးလိုက်ရတာနဲ့ပေါ့နော်ကိုရဲ့ရီမောပျော်ရွှင်မှုတွေနဲ့တန်ရှင်တဲ့ပြိသက်တွေနိုင်အောင်အားပေးကြည့်ရှုပါဟုတ်ဟုတ်ကျေးဇူးပါ